မင်္ဂလာပါတီလာ morality เนาะတီလာဆိုတဲ့ကာယကံမှုဝစီကံမှုမနောကံမှုစတဲ့ကံသုံးပါးကိုလုံချုံအောင်စောင့်ထင်းခြင်းကတီလာလို့ဆိုပါတယ်ဒီနေ့ဆက်လက်ပြီးတီလာတွေကမှာ the moral conduct to be practiced and the immoral conduct to be avoided စရိတတီလာနဲ့ဝရိတတီလာလို့ဆိုတဲ့ ဆောင်ရံနဲ့ရှောင်ရံဖြစ်တဲ့ဒီတီလာနှစ်ပါးနဲ့ပတ်သက်တာကိုဒီနေ့ဆက်လက်မျှဝေပါမယ် The moral conduct to be practiced and the immoral conduct to be avoided စရိတတီလာ and ဝရိတတီလာခုမျှဝေမှာကတော့ဒီ ဆောင်ရံနဲ့ရှောင်ရံဖြစ်တဲ့စရိတသီလနဲ့ဝရိတသီလအကြောင်းပဲဖြစ်တယ်။ Two kinds of သီလစရိတသီလ and ဝရိတသီလဒီဆောင်ရံရှောင်ရံသီလနှစ်ပါးရှိတာစရိတသီလနဲ့ဝရိတသီလဖြစ်တယ်။စရိတသီလ is fulfilling the moral precepts prescribed by the Buddha ဒီဇာရိတတိလကတော့ဘောနော်မြတ်စွာဘုရားရှင်ကပြုလို့ရမယ်လို့ပြည့်ညတ်ထားတဲ့တိခါပုများကိုဖြစ်ခြင်းမှုကတော့ဇာရိတတိလလို့ဆိုပါတယ် and then ဝရိတတိလ refraining from the immoral conduct prohibited by the buddha ဒီမြတ်စွာဘုရားရှင်ကမပြုလို့ရဘူးလို့ပြည့်ညတ်ထားတဲ့တိခါပုတီကိုတော့ပြည့်ညတ်ထားတဲ့အတိုင်းပဲရှောင်ကျင်ခြင်း ဝရိတာတီလာဆိုပြီးတော့ဒီလိုက်နာအပ်တဲ့တီလာနဲ့ရှောင်ကျင်ရမယ့်တီလာဆိုပြီးတော့နှစ်မျိုးရှိပါတယ်ဒါအလုံးလည်းသိရှိကြပြီးသားပါအဲမျှဝေပြတာလေးရတော့ပေါ့နော်ဟိုဒီရှောင်ရန်ဆောင်ရန်ဇာရိတာနဲ့ဝရိတာဆိုတာလေးကိုတတိချက်ပြီးတော့လိုက်နာကျင့်ကြံကြဖို့ရည်ရွယ်ပြီးတော့မျှဝေပြတာပဲဖြစ်ပါတယ် In this slide, Sarita Tila means keeping up the practice of moral conduct and blameless tugs, guidance to do good duties and responsibilities. Sarita Tila Sura အပြစ်မရှိတဲ့လုပ်ငန်းတာဝန်ဝတ္တရားတွေကိုပြုကျင့်မှုလိုက်နာမှုပြုကျင့်ခြင်းလိုက်နာခြင်းဆောင်ရွက်ခြင်းတွေပဲဖြစ်တယ်။နော်စရိတသီလကို ပိုင်ဆိုင်ထားတဲ့ပုဂ္ဂိုလ်ဟာဒီအပြစ်မရှိတဲ့လုပ်ငန်းတာဝန်ဝတ္တရားတွေကိုကိုယ်တိုင်လိုက်နာရမယ်ကိုယ်တိုင်ကျင့်ကြံရမယ်တကယ့် good duties တွေပေါ့နော်ကောင်းတဲ့တာဝန်ဝတ္တရားတွေနဲ့ responsibilities ကိုပြုမှုဆောင်ရွက်ရမယ်ဒီတာဝန်ဝတ္တရားမှန်သမျှကိုအကောင်းဆုံးဖြစ်အောင်နော်ဇာတိတန်းနဲ့ကန့်ညီအောင်ဒီ guidance လုပ်ထားတဲ့ညွှန်ကြားထားတဲ့အတိုင်းပဲကိုဟာ ဒီ moral conduct ကောင်းမွန်တဲ့သီလနဲ့စောင့်တည်ပြီးကျင့်ကြံပြုမှုဆောင်ရွက်ရမယ်လို့ဆိုလိုတာပါဇာရိတသီလ the good moral deeds to be done or positive သီလဒီဇာရိတသီလကိုယုံကြည်မှုတတတရားတို့เนาะမပြင်းမရီမှုဝိရိယတရား ဒီလိုတရားနှစ်ပါးနဲ့ပြည့်စုံသူသာပဲဒီဇာရိတသီလကိုလိုက်နာကျင့်သွင်းနိုင်မှာဖြစ်တယ်။ဇာရိတပိုင်းဆိုင်ရာနဲ့ပတ်သက်တဲ့နော်အပြုအမူဆောင်ရွက်ကိုလည်းလှူဆောင်နိုင်မဲ့ပုဂ္ဂိုလ်ဟာဒီဇာရိတသီလအပေါ်မှာယုံကြည်မှုတရားတရားရှိရမယ်။နော်မပြင်းမရင်ပြုလုပ်တဲ့ဝိရိယတရားနှစ်ပါးနဲ့ပြည့်စုံအောင်လေဆောင်ထင်းကြရမှာဖြစ်တယ်။ဒါကြောင့်မို့ဇာရိတသီလဆိုလား နော်လူသားတိုင်းလိုက်နာကျင့်သုံးအပ်တဲ့နော်အကျင့်ကောင်းတစ်ခုဖြစ်တယ်ဆိုတာလေသတိချမ်းမှတ်သားကြရမှာဖြစ်တယ် performance of such social duties as paying respect and veneration to the elders speaking politely to others heavy, polite manners, bending forward while passing before the bhikkhus, dechants, parents, and elders, never taking a meal before one's dechants and parents. ဒီစာရိတ္တခေါင်းကိုပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်ပေါ့နော်အဲ့လိုပုဂ္ဂိုလ်ဟာတဲ့သူ့ရဲ့ performance တွေဟာဆိုရင်နော် social duties day เนาะအသက်အရွယ်ကြီးသူတွေကိုယူကြည့်ယူသေးတယ်အဆရှိတယ်လူမှုရေးတာဝန်တွေကိုလည်းခြေဝန်စွာထမ်းဆောင်တယ်သူတစ်ပါးနဲ့ဆက်ဆံရမှာလဲနော်ယဉ်ကျေးပြုံလာစွာပြောဆိုတတ်တယ်ဒါအပြင်သူ့ရဲ့အပြုအမူဟာလည်းအမြဲတမ်းပူလိုက်ယဉ်ကျေးနေမယ်နော်သူ့ရဲ့နော်ပြုံမှု လိုက်တဲ့ဟာမှန်သမျှအမြင်မ်းမယ်တာဝန်ကြီးဖို့နေမယ်ယဉ်ကျေးစွာ ပြောဆိုနေမယ်เนาะပြုမှုဆောင်ရွက်မှုဟာအဲဘလို့ခုံးလဲလူလူအတိုင်းဝဲမှာကိုအမြင်မ်းဝင်ဆက်နိုင်တဲ့အနေအထားမျိုးဖြစ်မှာပေါ့เนาะသူဟာတဲ့ဒီယဟန်နီဆရာသမားတွေမိဘတွေနဲ့ပတ်သက်ပြီးတော့လဲเนาะနောက်တကြီးရွယ်ဦးတွေအပေါ်မှာကအစအမြင်မ်းเนาะကျွန်းနွန်နေတဲ့ဟန် နော်ပူလိုက်ဖြစ်နေတယ်နော်ယဉ်ကျေးနေတဲ့ဟန်ပန်လေအမြဲတမ်းသူ့မှာပိုင်ဆိုင်နေမယ်ဒီလိုလူကြီးသူ့မှာဆရာသမားမိဘတွေရှိမှာတွားရတဲ့အခါမှာတောင်းပါနော်ကိုယ့်ရဲ့ဥကောင်းကိုဥကောင်းကိုညှို့ပြီးတော့မှယဉ်ကျေးပြုံလာတဲ့ဟန်ပန်နဲ့ပဲဖြစ်နေမယ်နော်ဒီလိုပုံစံရှိတဲ့သူဟာဘာပဲပြောပြောစာရိတာကောင်းကိုပိုင်ဆိုင်ထားတဲ့ပုဂ္ဂိုလ်ရဲ့ဟံမူရာ အပြုတ်အမူဆိုတာလည်းအလုံးသိကြပါလေ။ဒါကြောင့်မို့နော်ကိုဟာဆိုလို့ရှိရင်ကို့မှာလိုအပ်နေတယ်ဆိုရင်တောင်မှဒီလိုမျိုးပူလိုက်မင်းသားတွေဖြစ်ဖို့အတွက်လည်းကိုကအမြဲတမ်းစူးစမ်းပြီးတော့ကုကုကုသတိချက်ပြီးတော့စင်ကျင်သုံးသပ်ပြီးဆုံးမနေရမှာဖြစ်ပါတယ်။ဒါမှပဲဇာတိတခေါင်းကိုပိုင်ဆိုင်တဲ့ပုဂ္ဂိုလ်လည်းဖြစ်နေမှာဖြစ်တယ်။ not behaving rudely before the beggars, teachers, and parents means keeping sarita dila. Conviction means believing that one who practices sarita dila will enjoy its benefit because it is good practice. ယဟန်တော်ပေါ့နော်ဒီမိဘဆရာသမားကြီးရဲ့ရှိမှာရိုင်းဆိုင်တဲ့အမှုအကျင့်မကျင့်တဲ့သူဟာဇာရိတတီလာကိုစောင့်ချောက်တဲ့သူပဲဖြစ်တယ်ဇာရိတတီလာကိုကျင့်ဆောင်တဲ့ပုဂ္ဂိုလ်ဟာကောင်းကျိုးတရားတွေပဲခံစားရမှာဖြစ်တယ်ဆိုတာလေဒါသတိချက်ရမှာဖြစ်ပါတယ်ဇာရိတတီလာကတော့လိုက်နာ

အဲပြင်းယူခြင်းကိုလွန်မြောက်ဖို့ပြင်းစွာအထုတ်ခြင်းအဲနောက်ကုချင်းတရားကိုစိတ်ရှိစွာကျင့်ဆောင်ခြင်းเนาะဒါတွေပဲဖြစ်တယ်ဒါ moral conduct တွေပဲဖြစ်တယ် now one can practice the moral conduct out of conviction and effort one can be called a person who possesses sarita tilaka ဲ့ဒီဇာတိတသီလပိုင်ဆိုင်ထားသူဟာအပေါ်မှာပြောခဲ့တယ်ပေါ့နော်အာထုတ်ခြင်းဆိုတာဒီပြင်းကြီးမှလွန်မြောက်အောင် ပြင်းစွာအာထုတ်ခြင်း ကိုခြင်းတရားကိုစစ်ရှိအောင်ကျင့်ဆောင်ခြင်းဒါဒီရရှိဖို့အတွက်တမာရီနဲ့ပွားများအာထုတ်ပြီးတော့မှအကျင့်သီလကိုပြုမှုဆောင်ရွက်နိုင်ပါလေပေါ့နော်ဒီလိုမျိုးပုဂ္ဂိုလ်ဟာဆိုလို့ရှိရင်ဒီဇာတိတပိုင်းဆိုင်ရာမှာ ဇာတိတခေါင်းကိုပိုင်ဆိုင်တဲ့သူပဲဖြစ်တယ်ဆိုတာပြောစရာမလိုအောင်ဘူးဒါသိတာပါလေဒါကြောင့်ဘူးလူတိုင်းဟာဒီဇာတိတခေါင်းကိုပိုင်ဆိုင်နိုင်ဖို့အတွက်ကြိုးစားအထုတ်ကြရမှာဖြစ်တယ်ဆိုတာလေသတိချက်တင်ပါလေဒီ slide Warita Tila means avoiding immoral conduct or demeritorious actions that the Buddha prohibited from committing. Warita Tila ဆိုတာကမြတ်စွာဘုရားရှင်ကဤအမှုမျိုးမပြုကျင့်ရဘူးမပြုကျင့်ကောင်းဘူးလို့ဆုံးမပြညတ်ထားတဲ့အဲသူ့အသက်သက်ချင်းအဆရှိတဲ့ဒုစရိုက်တရားတွေမှာရှောင်ကျဉ်ခြင်း ဖြစ်တယ်ဆိုတာသတိချရပါမယ်. There are duties and responsibilities for avoidance or non-transgression. Moral restrains me. Warita tila or evil to be avoided. Warita tila lu khore five moral precepts. Nga ba tila gu pye song ang song thi jing aro. Na yua niban gu yao ang po song nai dilu. Tuzrai mu li gu le kama pata မြောက်ကျွလွန်ခဲ့မယ်ဆိုရင်မူချအပေကိုကြစီနိုင်တယ်ဆိုတာလေလိလာမှတ်သားရတယ်ဒီနေ့တော့ဒီဝရိတသီလနဲ့ဇာရိတသီလနဲ့ဝရိတသီလအကြောင်းကိုမျှဝေခဲ့ပြီးတာဒီနေ့ဒီမှာရန်နာပြီးနောက်နေ့မှာဂျန်နဲ့သီလအမျိုးအစားလေးတွေကိုဆက်လက်မျှဝေသွားပါမယ်